တငယ်ချင်းများမိကနာပါရှင်ဒီနေ့လက်ပြောပြမယ်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံမှာဖြစ်သွားတာပေါ့နော်14နှစ်အရွယ်ကောင်မလေးတယောက်ကအိမ်ကနေထွက်လာပြီးတော့သူကစပင်ညက်ဆိုင်မှာအလုတ်တကူမှာအဲ့ဒါနဲ့သူကအလုတ်တကူမှာဆိုတော့ထွက်လာတဲ့အချိန်မှာအဲ့ဒီစပင်ညက်ဆိုင်နဲ့သူတို့နေတဲ့ရွာကတော်တော်လေးဝေးတယ်ရှက်ဝေးတဲ့အချိန်မှာသူကတိုက်စင်ကားဖို့တဲ့အဆင်မပြေတာကြောင့် သူ့ရဲ့အစ်တဦးလေးတယောက်စီဖုန်းဆက်ပြီးတော့အခုညတောင်းလိုက်တဲ့အချိန်မှာဦးလေးစီဖုန်းမရောက်ဘဲနဲ့ဖုန်းမာသွားတာပေါ့နော်ဖုန်းမာပြီးတော့မျိုးငယ်ဆိုတဲ့သူ့ရဲ့အစ်တစီမှာဖုန်းအဝင်သွားပြီးတော့အဲ့ဒီမျိုးငယ်ကလည်းတည်သွားတာကောင်မလေးရဲ့ဘင်သားလေးမှစောင့်နေတယ်ဆိုတော့လာတာကောင်မလေးစီရောက်လာတော့ကောင်မလေးကလည်း ကို့စီကိုဖောက်ဆက်တာမဟုတ်ဘူး။သူတိတဲ့ဦးလေးတယောက်စီကိုဆက်တာ။သူ့ကိုလိုက်ဖို့ခိုင်းမလို့ဆိုတော့ဟာကိုအဲ့ဒီမျိုးငယ်ဆိုတဲ့သူကရတယ်သူပဲလိုက်ဖို့မယ်သူအားတယ်အဖေကသွားစရာကိစ္စရှိတယ်ဆိုပြီးတော့ကောင်မလေးကိုအေးအကိုလိုက်ဖို့မယ်ဒါပေမဲ့အကိုကအိမ်မှာရေချိုးရအောင်လို့ရေချိုးဥပစာလဲပြီးလိုက်ဖို့မယ်ဆိုပြီးတော့သူ့အိမ်ကိုမခေါ်သွားပဲနဲ့ကောင်မလေးကိုလက်ဖက်ရည်လက်ဖက်ရည်ဆိုင်ကိုခေါ်သွားတယ်ပိတ်ထားတဲ့လက်ဖက်ရည်ဆိုင်ပေါ့နော်ပိတ်ထားတဲ့လက်ဖက်ရည်ဆိုင်ခေါ်သွားပြီးတော့ ဲ့ဒီမှာထားပြီးတော့တော့ခက်ခဲတာတော့ခက်ခဲပြီးတော့ကောင်းမလေးဖုန်းနဲ့တင်းသွားတယ်ပေါ့နော်ကောင်းမလေးကဘလို့မှလည်းအသက်တွယ်လည်းလုံးလုံးမရအကူကြီးတောင်းလို့လည်းမရတဲ့အချိန်မှာအဲ့ထမပဲနေနေပြီးတော့ညဖက်ရောက်တော့ကောင်းမလေးအိတ်နေတဲ့အချိန်မှာအဲ့ဒီမျိုးငယ်ဆိုတဲ့သူကလာပြီးတော့ညဖက်ကြီးကောင်းမလေးလာပြီးတော့ကျင်နေမှာနော်အဲ့လိုမျိုးလပ်ပြုတ်ကျင်ပြီးတော့ထားပြခဲ့တယ်တော့ခက်ပြီးတော့ထားခဲ့ပြီးတော့သုံးရက်တော့အကြမှာကျတော့အဲ့ဒီကောင်မလေးအလုတ်တလုံးရမယ်ဆိုင်ကဆိုင်ပင်ရှင်းနေပြီးကောင်မလေးအမီစီဖုန်းဆက်လာတယ်ပေါ့နော် အဲသမီးလေးကိုလွတ်ပေးလိုက်ပါမလွတ်ပေးသေးဘူးလားလို့ပြောတဲ့အချိန်မှာသူ့ရဲ့အမေကလည်းတည်သွားတယ်ကောင်မလေးပြောက်သွားမှအဲ့နဲ့ရေဆက်ခန်းမှသွားပြီးတော့အမှုဖွင့်တိုင်ထားတယ်ပေါ့နော်ကောင်မလေးဖက်ကလည်းအဲ့ဒီမျိုးငယ်ဆိုတဲ့သူပိတ်လောင်ထားတယ်လက်ဖေးဆိုင်မှာပဲနေနေတဲ့အချိန်မှာနောက်ထပ်၂ရက်လောက်အကြာမှာတော့အဲ့ဒီမျိုးငယ်ရဲ့မှာဇွန်ငယ်ဆိုတဲ့အကောင် ရောက်လာပြီးအဲ့ဒီကောင်မလေးကိုသူ့ကိုလှုပ်တယ်လို့ပဲလက်လှုပ်ပါတဲ့ရှင့်အဲ့လိုမျိုးလှုပ်ပြီးထွက်သွားပြီးတော့နှစ်နိုင်တော့အကြမှာတော့အဲ့ဒီလက်ဖက်ရည်ဆိုင်မှာအလုံးလှုပ်တဲ့သူ့ပေါ့နော်သူ့ရဲ့နာမည်ကတော့ဂျူးလွင်လို့ခေါ်တယ်အဲ့ကောင်မလေးလာပြီးတော့အဲ့လိုမျိုးပဲကောင်မလေးကိုလာပြီးအတမလာပြူးကျင့်တယ်ပေါ့နော်အဲ့လိုမျိုးလောက်ပြီးရှင်းရလောက်အကြမှာတော့အဲ့ဒီပထမတော့မိန်းကလေးကိုခေါ်သွားတဲ့မျိုးငယ်ဆိုတဲ့ သူရဲ့မောင်ပေါ့နော်အဲ့ဒီဇွန်ငယ်ရဲ့မိမကကျတော့အဲ့ဒီလက်ဖက်ရည်ဆိုင်ရဲ့ပိုင်ရှင်သူကပြန်လာတော့မှမို့နေမှာသွားလဲတာလဲပြီးပြန်လာတော့မှမို့အဲ့ဒီမျိုးငယ်ရဲ့မောင်ကနေပြီးကောင်မလေးကိုလက်လွတ်ပေးတာပေါ့နော်နေသွားလိုက်တော့ငါမိမပြန်လာလို့ရှင်ပြဿနာတက်မယ်ဆိုပြီးတော့ပြန်လွတ်ပေးလိုက်တဲ့ရှင်မှာမိန်းကလေးကနေပြီးတော့အကူညီတောင်းပြီးတော့အဲ့ဒီပဝင်ချင်တဲ့လူတွေအကူညီတောင်းပြီးတော့သူ့အိမ်ကိုပြန်ရောက်လာခဲ့တယ် ်လာပြီးတော့အိမ်ပြန်ရောက်လာပြီးတော့သူ့အမေအချိုးချောင်းပြောပြပြီးတော့ရဲသခန်းမှာသွားပြီးတော့အမှုဖွင့်လိုက်တယ်ပေါ့နော် အမှုဖွင့်လိုက်တဲ့အချိန်မှာအဲ့ဒီတင့်မှုကျူးလွန်တဲ့သူ၃ရောင်လုံးဖမ်းပြီးတော့အမှုဖွင့်ပြီးတော့အချုပ်ချလိုက်ပါတယ်ရှင်ကဲတငယ်ချင်းမိန်းကလေးတွေအရန်နဲ့ဘသူမှမယုံချနဲ့ပေါ့နော်ကို့အတိမိတ်ဆွေဆိုပြီးတော့လည်းမယုံချနဲ့အခုခေတ်ကြီးကသူတို့စိတ်ထဲမှာဘာတွေစဉ်းစားနေလဲဆိုတာမသိဘူးမျက်နာပဲသိတာဒီနော်အခုခေတ်ကြီးက မကောင်းတဲ့သူတွေအများကြီးအတွက်အားလုံးပဲတည်ထားကြပါရှင့်